ပပလစ်ဘူတင်ဆက်ပေးဖို့ချိန်ကြားလို့လာပါပြီရှင်မင်္ဂလာပါကျမတို့ဖူးပွင့်ခိုင်ပါရှင်ကျွန်တော်နဲ့မျက်ကောင်းပါအကိုဒီလိုပဲညီမတို့ရဲ့ public book အစီအစဉ်မှာရွေးချယ်ထားတဲ့ခေါင်းစဉ်ကတော့နိုင်ငံတော်အသိမပြုဖွဲ့လက်မှတ်နဲ့အသက်မွေးဝမ်းကြောင်းပညာရဲ့ဟိုဒါတွေလွဲချော်နေတာနဲ့ပတ်သက်ပြီးတော့တင်ဆက်သွားမှာကိုယ့်။ဟုတ်တယ်နော်။အကိုတို့နိုင်ငံမှာနိုင်ငံတော်အသိမပြုဖွဲ့လက်မှတ်နဲ့ပြီးတော့အသက်မွေးဝမ်းကြောင်းပညာရဲ့တွေမှာကွဲလွဲနေကြတာတွေကအများစုလို့ပြောလို့ရတယ်။ဟုတ်တယ်အကို။ညီမအောင်။ ညီမဆိုလဲလွဲနေရပဲကွယ်။ဘာလို့လဲဆိုညီမဘီအင်္ဂလိပ်နဲ့ပွဲရတာတယ်။ဒါပေမဲ့တကယ်တမ်းညီမခုလုပ်နေတာအတွက်အတိုင်းပဲမီဒီယာလုပ်ငန်းကိုလုပ်နေရ။အဲ့တော့လုံအောင်ကွယ်လွဲနေရလို့ပြောလို့ရတယ်။ပြတော့ညီမတို့ခေတုံကဒီမီဒီယာသင်တန်းအကြောင်းနေအဲ့ဒါတွေကတိတ်ပြီးတော့မများစစမရှိသေးဘူးကွယ်။ဒီအလုံးလုပ်ငန်းဝင်ဝင်မှုတွေကြတော့ဗောနော်ဒီကွန်ပျူတာသင်တန်းအကြောင်းတို့အင်္ဂလိပ်စာသင်တန်းအကြောင်းတို့ဒါတွေတော့ထဲထဲဝင်ဝင်လေ့လာတယ်။ပြတော့ဒီအားတွေကိုလေ့လာတဲ့အခါမှာနောက်မှဖြစ်လာလဲဆိုတော့ကိုရရတဲ့ဖွယ်တွေကိုစွန့်ပစ်ပြီးတော့ဗောနော်ဟိုအလုပ်ထဲဝင်နေရသလိုမျိုးတွေတောင်ဖြစ်လာတယ်ကွယ်။ဟုတ်ပါရဲ့ပြည့်စုံများခင်ဗျာ။ ကျွန်တော်တို့ဘွားတစ်ခုခြေချဖို့အစားပြောချိန်မှာဘာနဲ့ဘယ်လိုဝါသနာပါတယ်ဘာနဲ့အသက်ဝင်မယ်ဆိုတာကိုမသိသေးခင်မှာတကယ်ချင်းနေရလဲဒီမေဂျာယူဒီဘာသာရက်ကိုယူတယ်အဲကိုကလည်းလိုက်ယူတယ်ပြီးတော့မိဘတွေကလည်းတွန်းအားပေးတယ်အဲ့ဒီချိန်မှာလည်းမိဘတွေရဲ့တွန်းအားပေးမှုကြောင့်ဒီဘာသာရက်ကိုပဲယူလိုက်ရတဲ့သူတွေလည်းရှိတာပေါ့နော်ဒါပေမဲ့တကယ်လက်တွေ့လုပ်ငန်းခွင်ရောက်လာတဲ့အခါကျတော့အဲဒီဘာသာရက်တွေကလက်တွေ့လုပ်ငန်းခွင်နဲ့ကွဲလွဲနေတာတွေရှိတယ် ဟုတ်တယ်အကွယ်ဟုတ်တယ်အကိုပြောသလိုဆိုလို့ရှင် CV ဖောင်မှာဒီဘွဲတစ်ခုဖြည့်ရုံတသက်ပဲဖြစ်နေရတွေ့ရတယ်เนาะဟုတ်ပါတယ်ပြည်သူတွေကလည်းပေါ့เนาะဒါနဲ့ပတ်သက်ပြီးတော့ကိုယူထားတဲ့ဘွဲတွေကလက်တွေ့လုပ်ငန်းခွင်ထဲမှာဘလောက်ထိကွဲလွဲမှုတွေရှိလဲထထူညီမှုတွေရှိလားဆိုတာနဲ့ပတ်သက်ပြီးတော့ပြောထားတဲ့စကားတွေရှိပါတယ်ဒါကိုပြည်သက်ကြည့်တဲ့ဖွင့်ပြပေးရှင်ပါတယ်ရှင်ဟိုအကိုတို့ဇေယျတယောက်ပြောသလိုပေါ့ဟိုကမ္ဘာသူ့တပည့်လေးတယောက်ကဆယ်တန်းမှာအဲစေးချောင်းတက်လို့ရတယ်အမျိုးကမ္ဘာလေးပေါ့เนาะသူ့တပည့်စေးချောင်းတက်ခွင့်ရတယ် အေးရလဲစေးချောင်းတက်စေခြင်းတယ်ပေါ့နော်ဒါပေမဲ့ तू ကစေးချောင်းမတက်ဘူး तू ကစေးချောင်းမတက်ခြင်းကို तू ကဆရာမှာပဲလှုပ်ရှင်တယ်ပေါ့အဲ့တော့မိဘတွေရဲ့အလိုကြ तू စေးချောင်းတက်လိုက်တယ်အဲဒါပေမဲ့သူ့ရဲ့ဝါသနာကဆရာမှာပေါ့နော်စေးချောင်းတက်လိုက်တယ်စေးချောင်းမှာအဲစေးချောင်းကပြန်ကောင်းလေးကြီးသားတဲ့ကောင်းလေးတယောက်နဲ့ချစ်သူဖြစ်ကြတယ်ပေါ့ဆရာဝန်ချင်းချင်းပေါ့စေးချောင်းတက်တဲ့ချင်းကြီးသားဖြစ်ကြဒါပေမဲ့အေးရသဘောမတူဘူးအဲသူတို့တပည့်ရဆရာဝန်ဒါပေမဲ့စစ်ပုံနဲ့ပေးသားမယ်ပေါ့နော်ဆိုတော့ကောင်းမလေးကစစ်ပုံနဲ့တစ်ခါထပ်ယူရပါဗျာဟော အယူရပြီးတော့စစ်ဘုံနဲ့ကလေးလေးတယောက်ဝေးပြီးတဲ့အချိန်မှာပဲစစ်ဘုံကတိုက်ပွဲမှာကြာသွားတာပေါ့နိုင်ငံတော်တွေအသက်ပေးလိသွားတော့အဲ့ကောင်မလေးကလေးလေးတယောက်နဲ့ကြံကြအခုတော့သူစားပြန်သိနေပါတယ်ပေါ့နော်အဲမိဖပေ PR ပေးတာလဲစိတ်တပိုင်းတော့ပါမှာပေါ့သူတို့ကိုယ်တိုင်လဲဟိုကိုယူထားတဲ့ဘာသာကိုတခြားစိတ်ဝင်စားမှုမရှိဘဲနဲ့ယူထားပြီးတော့မှနောက်ဆုံးကြမှာအခက်တွေ့ပြီးတော့တပိုင်းတစားနဲ့တခြားနေရာကိုပြောင်းသွားတာမျိုးပေါ့အဲ့လိုမျိုးကြောင့်မလို့ဟိုရက်တည်မှုနဲ့အလုံးနဲ့အကြောင်းနဲ့ဟိုကမတူကြတာပေါ့အဲ့တော့လေငယ်ငယ်လေးကြရပေါ့နော်ကြီးလာရင်ဘာလုပ်မလဲဆရာမလုပ်မယ်ဆိုတော့ အပြောလေးနဲ့ပဲတကယ်လဲဆ ्याम ဘွားနဲ့ပဲတချဲလဲပြင်ဆင်ယူသွားမှာပါနောက်တချို့ကလေးတွေကြတော့အဲ့လိုပေါ့တမီးလိုပြောတယ်လို့လမ်းမရောက်နေကြတာတွေရှိတယ်ဒါလည်းခစ်ပေါ်ခစ်ပေါ်ပေါ့နော်တချဲတို့ဆယ်တန်းအောင်လာတဲ့ခါမှာမိကြရွေးတဲ့ခါကျတော့ဟိုမိဘတွေရဲ့လောဘလည်းပါတယ်ကိုသားတမီးကိုဘာဖြစ်ရမယ်ညာဖြစ်ရမယ်ဆိုတဲ့လောဘလည်းပါတာပေါ့နော် BA English ကျွန်တော်ပွဲရတယ်ဒါပေမဲ့ကျွန်တော်ဖြစ်တင်တဲ့ကျွန်တော်ဒီတချင်းဆိုတာကိုလည်းကျွန်တော်ရအောင်လုပ်တယ်ပြီးတော့ကျွန်တော်အော် interior designer ဖြစ်တင်တဲ့ကျွန်တော် interior design ကျောင်းတက်တယ်အဲ့တော့ ဟိုအဓိကတော့ကိုလှုပ်တဲ့အခုကိုဘာဖြစ်ချင်တယ်ကိုရွေးချယ်တဲ့အလုံးနဲ့ကိုအခုဘာလှုပ်လိုက်မလဲဆိုတာကိုဆုံးဖြတ်ချက်ကပိုပြီးအရေးကြီးရလို့ထင်ပါရဲ့ဟုတ် တိုင်းပြည်ရဲ့ခေတ်ရဲ့အခြေအနေတွေရဲ့အဲ့လိုအခြေအနေပေးမှုတွေရပါတော့အားလုံးကကိုခံယူထားတဲ့ဟိုတက်ထားရဲဆိုတာကျွန်တော်ဆိုလဲတက်တာအင်ဂျင်နီယာကျောင်းတက်တယ်ကျွန်တော်ဒါပေမဲ့အင်ဂျင်နီယာကိုမလုပ်ဖြစ်ခဲ့ဘူးကျွန်တော်ဒါပေမဲ့ဟိုကျွန်တော်ဝါသနာပါတဲ့ဒီပြအနုပညာလမ်းကြောင်းကိုပဲကျွန်တော်အဲ့ဒါနဲ့ပဲကျွန်တော် လုပ်တက်တော့ကျွန်တော်အဲ့အနုပညာလမ်းကြောင်းကိုပဲကျွန်တော်ရှောက်ခဲ့တယ်အဲ့လိုမျိုးပေါ့ခံယူချက်ခံယူချက်ဝါသနာခံယူချက်နဲ့အတူတိုင်းပြည်ရဲ့ဟိုလိုပြောအခြေအနေအနေထားလေးတွေကြောင့်အဲ့လိုခံယူချက်တွေပြောင်းလဲသွားရတဲ့လူတွေလည်းရှိပါတယ်အများကြီးရှိပါတယ်ဆိုတော့ဆရာဝန်ဆရာဝန်မလုပ်တော့ဘဲနဲ့ကိုယ်စေးကုမ္ပဏီ ီမှာဝင်လုံးလိုက်တာရောပေါ့ဒါကျွန်တော်လူသားမဆိုလို့ပေါ့ဒါကျွန်တော်ရဲ့မြင်ရတဲ့အမြင်စိုက်ဘက်ကပြောပြရပါရှိရယ်ကျွန်တော်ဟိုငငယ်ကဟိုဟိုပါပေါ့နော်ဟိုအဲကွန်ပျူတာတက်ကျင်တယ်ဒါပေမဲ့အမှတ်မမီအမှတ်မီတော့ image တက်ရတယ်ဒါပေမဲ့ image နဲ့ဘွဲတော့ရတယ်ဒါပေမဲ့လေဟိုကျွန်တော်တကယ်ဖြစ်သွားတာအဆူတော့ပမာလူရေးရတယ်အဲ့တော့ဟိုတခြားစီပါနော်။အောင်ပြီးရင်တော့ MSC စက်တက်ပြီးတော့ဆီယာမလူကူပဲစိတ်ကူးထားပါတယ်။ မိဘတွေကလည်းအရန်အားပေးလို့ပေါ့နော်အဲ့လိုမျိုးကိုကလည်းဝန္ဒနာပါတယ်အဲ့လိုမျိုးပေါ့အားအကြောင်းမလို့ခုကညီမကကမစီကိုယူထားပြီမယ်အခုညီမအဲ့ဒီ NGO တို့ဘာလို့လဲပူပေါင်းပြီးတော့လူမှုရေလောက်တယ်မိမမဲ့အကြောင်းတွေမှာပညာတွေတော့တင်နေပေးတယ်ခလေးတွေတော့ပေါ့နော်အဲ့လိုခလေးတွေကိုတင် जा ပေးနေစိတ်ထဲမှာဖြစ်လာတာဘယ်လိုလဲဆိုတော့အော် ကိုကတခြားနေရာကိုရည်ရွယ်ထားပြီမဲ့ဒါပေမဲ့တကယ်လက်တွေ့လှုပ်ဆောင်တဲ့အခါမှာကိုကအဲ့နေရာတွေကိုသွားလှုပ်ဆောင်လိုက်ခြင်းအဖြစ်သူတို့ရဲ့ဘဝတွေသူတို့နေထိုင်မှုပုံစံတွေကိုကြည့်ပြီးတော့ဘယ်လိုငါတာငါကသူတို့ဘယ်လိုဖြည့်ဆည်းပေးနိုင်ကောင်းမလဲငါကသူ့ကိုဘယ်လိုမျိုးလုပ်ပေးနိုင်လို့ရှင်ပို့ပြီးတော့အဆင်ပြေမလဲဆိုတော့အဲ့အတွေးတွေဝင်လာပြီးတော့သူတို့ရဲ့ဘဝတွေကိုဘောနောပို့ပြီးတော့တိုးတက်ကောင်းမွန်လာအောင်ကိုကလည်းပေးပေးနိုင်တဲ့ပညာတွေကိုကိုစီးပူးမယ်စီးပူးပြီးတော့အဲ့အဖွဲ့ဝင်နဲ့ပူပေါင်းပြီးတော့ကိုတတ်နိုင်တဲ့ကူညီတော့မဆိုတဲ့အတွေးတွေဝင်လာပြီးတော့အဲ့လိုအဖွဲ့အစည်းမျိုးတွေကိုဝင်ဖြစ်တာဘာဖြစ်လို့လဲဆိုတော့ကိုကအဲ့လိုတခြား ားဘာသာရပ်ကိုကိုယ်ရီမှန်းချက်ထားရှိထားမယ်ပေါ့နော်တချိန်ကျရင်ဟုတ်အကြောင်းမျိုးမျိုးကြောင့်လည်းအဲ့လိုလူတွေရဲ့ပြုမှုဆက်ဆံမှုတွေကြောင့်လည်းပြောင်းလဲသွားနိုင်ပါတယ်အဲ့ကျွန်တော်မြန်မာနိုင်ငံမှာအလုတ်ကန်ခွင်လန်းရောက်ပေါ်လာနေဟိုရှားတယ်လို့လည်းပြောလို့ရပါဘောမနော်အခုစကျွန်တော်တို့ဘွဲရပညာတဲ့တရားတော့အများကြီးပါဒါပေမဲ့ခုနအမှပြောသလိုမျိုးနော်ဟိုကိုရတာတဲ့ဘွဲနဲ့မကိုက်ညီဘူးတပြည့်လှုပ်ချင်တာကိုကိုဘွဲနဲ့မကိုက်ညီဘဲနဲ့ကိုဒီပစ္စည်းဝါးတွေလို့ထွက်ပြီးတော့လုံနေရတယ်အဲပါကြတော့ကျွန်တော်အလုတ်ကန်ခွင်လန်းရဖို့ခက်ခဲတယ်လို့တော့ကျွန်တော် 他妈的，好给的。 ရဲ့အမြင်ပေါ့နော်ဒါတယောက်နဲ့တယောက်နဲ့ခံရချက်ချင်းမတူညီမကတော့ကိုအတက်မွေးဝမ်းကြောင်းတစ်ခုကိုကိုဝါသနာပါရနဲ့ပဲလှုပ်ချင်တယ်ပေါ့နော်အဲ့တော့ဟိုဟာအတက်ပညာဆိုတာကတော့ဒါလူတိုင်းတက်မြောက်ထားတဲ့အရာတစ်ခုပေါ့နော်လူငယ်တိုင်းဆိုတော့အဲ့ဒီအတွက်ညီမကြောင်းပြီးအောင်တက်လိုက်တယ်ညီမကြောင်းပြီးသားတယ်ပေါ့နော်ဒါပေမဲ့ညီမဝါသနာပါလားအမှုပညာလို့ကိုဝါသနာပါတယ်အဲ့တော့ညီမရဲ့အတက်မွေးဝမ်းကြောင်းလည်းဒီအမှုပညာလုပ်ငန်းနဲ့ပဲအတက်မွေးဝမ်းကြောင်းပြုသွားခြင်းနဲ့ပေါ့နော်ဒါဆိုတော့ဒီအမှုပညာလုပ်ကိုလှုပ်တာဖြစ်တဲ့အတွက်ကြောင့်ဟိုကျွန်တော်လက်ရှိခဏကြောင်းခဏနားလာပါတယ်ဟိုနောက်ပြီးတော့အဲကျောင်းကျောင်း ဟိုဘာပြောပြောပေါ့နော်ဘွဲတခုတော့ကျွန်တော်ရအောင်ယူမလို့ဆုံးဖြတ်တာပါတယ်ဟိုလက်ရှိကအနုပညာအလုံးပြာလုပ်ပဲလုပ်ပြနေရမှာနော် physics major နဲ့ကျောင်းပြီးပြီးတော့တချို့နေရာလုပ်ငန်းခွင်နေရာသူတို့နဲ့ engineer နဲ့ပြီးပြီးတော့တချို့သူတို့လုပ်ငန်းခွင်ဝင်နေရာတလွဲစီဖြစ်နေတာရှိတယ်။အော်အဲ့ဒါကတော့ဟိုဘယ်လိုပြောရမလဲ ကျွန်တော်တို့နိုင်ငံမှာပေါ့နော်ဒီသူတို့ဒီတောင်းပြီးသွားတဲ့လူတွေအတွက်သူတို့ရေလုံလောက်တဲ့သူတို့နဲ့ပတ်သက်တဲ့သူတို့ရဲ့နေပင်နဲ့ပတ်သက်တဲ့လုပ်ငန်းခွင်ကိုသူတို့မပေးနိုင်ဘူးလို့ထင်ပါတယ်ရှင်အဲ့လိုမျိုးပေါ့ဟိုသူတို့အတွက်လိုအပ်တဲ့သူတို့ရဲ့တကယ်မေဂျာနဲ့ alpha size ဖြစ်တဲ့နေရာကိုသူတို့မပေးနိုင်သေးလို့အဲ့လိုမျိုးတွေလုံနေရတယ်လို့မြင်ပါတယ်ဟုတ်မုံတမိုင်းမေဂျာနဲ့ဟိုအလုံးလုံးမဲ့ဆိုရင်ဘာမှတိတ်ပြီးတော့ဟိုဝန်ထမ်းမဲ့လောက်ရမယ်လေဘာမှမရှိဘူးပေါ့နော်အဲ့အခါကျတော့ ဒီကျောင်းကိုတိတ်ပြီးတော့တိတ်ဆက်မတက်ဖြစ်တော့ဘူးဒီဘက်အနုပညာလောက်ကလည်းအခုကနည်းနည်းလေးအရှိန်ရနေတဲ့အချိန်မှာနင်းလို့ရတာဖြစ်တဲ့အတွက်အခုနောက်ပိုင်းဒီဘက်အနုပညာဘက်ကိုပဲအားဆိုင်ပြီးလုပ်နေရဲ့ဟုတ်음တက္ကသိုလ်ကလည်းအရေးမပါဘူးလို့တော့မဟုတ်ဘူးပေါ့เนาะဒီကျွန်တော်တို့ဒီအများအပြားတော့ဒီလူငယ်ကြားမှာတော့တက္ကသိုလ်တစ်ခုအအောင်လုပ်ရမယ်ကျွန်တော်တို့တကယ်ကတော့ဘွဲ့လက်မှတ်ပေါ့ဗျာပြောချင်တာအတိကတော့ဘွဲ့လက်မှတ်ပေါ့เนาะအဲ့ဟာအပြင်ကျွန်တော်ဒီအပြင်တင်တန်းနေဆိုလို့ရှိရင်လည်းအာမကူလို့မရဘူးခင်ဗျာအာကူရတယ်ပေါ့เนาะအဲ့လိုမျိုး ဒီကနှစ်ခုကတော့50 50ပေါ်မှာရယ်ဟုတ်ကဲ့ဟုတ်ကဲ့ပြောရမယ်ဆိုရင်ဒါကိုယ့်ရဲ့ dream ပေါ့နော်ကိုမသိဘူးအဘာလို့မသိရဆိုတော့ဒါပြောမယ်ဆိုတော့ဒါပညာရေး system ကြောက်ပါပဲကိုကိုကိုစဉ်းစားခွင့်မရှိခဲ့ဘူးအရင်တော့ဆိုဒီဟာချက်ဒီဟာလောက်ဒီတိုင်းပဲဖြစ်အဲ့လိုပုံစံဖြစ်ခဲ့တဲ့ကြောင့်ကိုကိုဘယ်လိုပြောမလဲဖြန့်ကျက်ပြီးတွေးရတဲ့လူကတိတ်ပြီးတော့ရှားတယ်ပေါ့နော်အဲ့ကြောင့်ကိုဘာဖြစ်ချင်လဲကိုဘာလုပ်ချင်လဲဆိုတော့ဒေချာမသိခဲ့ဘူးကျွန်မဆိုတော့ ဲ့လိုထဲကတက်ရောက်ပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းတော့ကိုဘာဖြစ်ချင်လဲဆိုတော့သိလာတယ်ကျမတို့နိုင်ငံမှာအတက်ပညာကိုအသုံးချဖို့အလုပ်ကင်ခွင့်လန်းနေနေသေးတာကလည်းလွဲချော်မှုတွေဖြစ်စေတဲ့အကြောင်းရင်းတစ်ရက်ဆိုတာကိုစတန်ဒီဟာနေသိရပါဗျ။ဟုတ်တယ်နော်။ဒါနဲ့ပတ်သက်ပြီးတော့အစိုးရလည်းဖြစ်တယ်၊ဆရာဝန်လည်းဖြစ်တယ်။အဖြူကျော်သိန်းကပြောထားတာလေးလည်းရှိတယ်။အားလေးတွေကိုဖွင့်ပြလိုက်မယ်နော်။ဟုတ်ဒေတာတွေအရဆိုလို့ရှိရင်မြန်မာပြည်ရဲ့ကျန်းမာရေးဝန်ကြီးဌာနကတဲ့ဒီ2014-2015ခုနှစ်မှာကြားသိလိုက်ရတဲ့သတင်းတစ်ရက်ပေါ့နော်။ဟုတ် ဘတ်ဂျက်မရှိတဲ့အတွက်ကြောင့်ဘလို့မရှိတာလဲဆိုတဲ့အခါကျတော့ဘွဲရပြီးသားဒီဆီယောင်းဝင်းလူငယ်တွေထောင်ထဲချီပြီးတော့ဒီမမပြီမှာရှိနေတယ်သူတို့ကိုတဲ့လဆင်းနဲ့သူတို့ရဲ့လစာတသိန်းခွဲကိုတဲ့မပေးနိုင်တဲ့အတွက်ကြောင့်တဲ့အလုံးမခေါ်နိုင်ဘူးတဲ့ အဲ့ခါကျတော့ပြီးလို့ရှိရင်ကျမရဲ့ဌာနမှာလူမရှိဘူးလူမရှိဘူးဆိုတာဒီဆရာဝန်တွေအလုတ်ထွက်လို့ဆိုတာထက်ဟိုအလုတ်လုံနိုင်တဲ့ဘွေးရပြီးသားဆရာဝန်တွေထောင်ထဲချီပြီးတော့အပြင်မှာရှိနေပါတယ်အလုတ်ခတ်မဲ့ရက်ကိုစောင့်နေကြတဲ့သူတွေအများကြီးရှိပါတယ်ဆိုတော့အဲ့ဒီဆရာဝန်လေးတွေကို အလောက်ခတ်နိုင်ဖို့လက်ခပေးနိုင်ဖို့အတွက်ကျမကြီးဝင်ကြီးဌာနဒါဘတ်ဂျက်မရှိဘူးဆိုတာကဟို ဖြူဖြူတို့အတွက်တော်တော်ကိုဝမ်းနည်းစရာကောင်းတဲ့ကိစ္စပါအဲ့ဒီချက်ကိုလည်းပုံမှန်လင်းလင်းပြောဖို့အတွက်ဘယ်သူမှမစ조사ကြအောင်조사ရတဲ့သူတွေကပြောပြီဆိုလို့ရှိရင်လည်းဒီသတင်းကိုဘယ်တော့မှမတင်ကြအောင်တို့က education နဲ့ industry ရဲ့နဲ့ collaborate မဖြစ်တာမသား education နဲ့ industry ရဲ့နဲ့ collaborate မဖြစ်ဆိုတော့ဒီကြောင်ကနေပါပညာရှင်တွေမွေးထုတ်လိုက်တဲ့အခါမှာဒီပညာရှင်တွေကသူတို့ကသူတို့ရဲ့သက်ဆိုင်တဲ့เนาะလုပ်ငန်းတွေပဲတည်တည်မှာသူတို့ကဝင်ပြီးမလုပ်ကြရဘူးဆိုရင်ဒီပညာရက်ကိုဆက်မသုံးဖြစ်တော့အဲ့တော့ ီဘက်ကလုပ်ငန်းဆိုင်ရာခန္ဓာတွေကလည်းဒီကထွက်လာတဲ့ပညာရှင်တွေကိုသူတို့ကစပြီးတော့ train လုပ်ပေးရမယ် train လုပ်ပြီးတဲ့အခါမှာမှသုံးရင်အဝင်ခွင့်ကျဖြစ်သွားမယ်အခုတော့ဆီယမားတို့နိုင်ငံမှာကအလုပ်ပေးဖို့လုံအားနင်းနေဒီဘက်ကဘွဲရတဲ့ပညာတတ်ကများနေတယ်အဲ့တော့ဒီဘက်မှာ customer နဲ့ဒီဟိုပါနော် job vacant တွေကမညီညာမှုတွေဖြစ်တယ်အဲ့ဒါကြောင့်မလို့ဖြစ်တာပါ ညီမရေကိုရိုးနိုင်ငံမှာနိုင်ငံတော်ကပေးတဲ့အသိအမှတ်ပြပွဲလဲမဲ့နဲ့အဲဘဝရည်တည်မှုတွေကကွက်လဲနေတာတွေလေအကြောင်းရင်းတွေအများကြီးရှိတယ်။အခုမှကိုဆိုလို့ရှိရင်ပထဝီမေဂျာကွာအဲဘာဖြစ်လို့အထောက်အကူမေဂျာလာဖြစ်လဲဒါပေမဲ့ဒေးတက်လာဆိုတော့ဒေးလည်းမတက်ဘူးအဝေးတင်ယူခဲ့တယ်။ဘာဖြစ်လို့အဝေးတင်ယူလဲဆိုတော့အသက်မူဝန်ကြောင်းလုပ်ငန်းတွေမှာကျတော့ဒီတင်နန်းတက်ဖို့လိုအပ်လာတယ်။အဲ့တော့တင်နန်းတွေတက်တယ်။ဒီမှာတင်နန်းတက်ပြီးတော့အသက်မူဝန်ကြောင်းအတွက်တင်နန်းတွေအများကြီးတက်ပေါ့။အဲ့တော့ဘာဖြစ်လဲဆိုတော့ကိုကပထဝီယူခဲ့တယ်ကွာ။ပထဝီမေဂျာယူရအခုကြည့် ပထဝီအကြောင်းသိလားဆိုတော့မသိဘူးအဲအဲ့လိုပဲတချို့ចောင်းသားတွေလည်းအဲ့လိုရှိမှာပဲအထာအကိုကနိုင်ငံတော်ရဲ့လူဆိုရင်အရှိမီတွေဖြုံတီးရမှာပါတယ်အဲ့လိုဖြုံတီးမှုပြောင်းအတိုင်းပြည်အတွက်လည်းနှင်နာတယ်သူ့အတွက်လည်းနှင်နာဥပမာဆိုတော့ဟို ကျောင်းသားတယောက်ကဆယ်ရန်အောင်ပြီးတဲ့အခါမှာသူရတဲ့အမှတ်ပေါ်မူတည်ပြီးဆရာဝန်တိုင်းကိုလိုက်တယ်ခုနှစ်နှစ်လုံးလုံးသူဟိုမှာအချိန်ဖြုန်းခဲ့ရဒါပေမဲ့တကယ်သူစိတ်ဝင်စားတာကတော့အဆိုတော်ဖြစ်ချင်တာတို့ဟလာတခြားဟာဆိုင်ရေးဆရာဖြစ်ချင်တော့အဲ့လိုမျိုးလိုင်းနေရကွဲသွားတဲ့အခါကျတော့တကယ်တကယ်ဟိုစားပညာသင်ပြီးရချင်းဒီကေတာဝန်ထမ်းဆောင်မဲ့အချိန်ကျသူမလုတ်ချင်တော့မလုတ်ချင်တော့မှသူ change လုပ်လိုက်တဲ့ခါကျတော့တိုင်းပြည်မှာနစ်နာတဲ့ အချိန်သူ့အတွက်အချိန်နဲ့နင့်နာတယ်တိုင်းပြည်မှာသူ့လိုလူမျိုးရဲ့နောက်ခါဒီဆရာဝန်ပညာသင်နေတဲ့လူတွေလည်းနေရာမရှိဘူးဒါကြောင့်မလို့လူငယ်တွေကကိုအခွင့်အရေးနဲ့ကြောက်ကိုပဲမလိုက်ဖြစ်နေကိုတကယ်လောက်ကင်နေနဲ့အလုတ်အမျိုးအစားကိုတကယ်ရွေးချယ်စဉ်းစားပြီးမှဆုံးဖြတ်တင်တယ်လို့ထင်ပါတယ် ဘာလို့လဲဆိုတော့ဟိုကိုကဒီ line တစ်ခုခုကိုကိုရွေးချယ်လိုက်ပြီကွာကိုကဝါသနာမပါပဲねဒီအပေါ်မှာဘလို့မှစူးစမ်းအားထုတ်မှုစူးစမ်းအားထုတ်မှုလို့ဘလောက်ပဲလို့ဒီဖြစ်စေကွာပင်မန်းねတိလားတကယ်ဝါသနာပါတဲ့အရာကိုကိုလို့ရင်ကွာမပင်မအောင်ဘလောက်စူးစမ်းဘလောက်အခက်ခဲပဲရင်ဆိုင်ရင်ဆိုင်ရကွာ။အော်ငါလှုပ်ချင်လို့ငါလှုပ်ခဲ့တာပဲဆိုပြီးတော့ကွာအဲ့ခွန်အားနဲ့ဆက်သွားလို့ရတာပေါ့နော်။ အာခုနောက်ပိုင်းတော့ပြောင်းလဲလာကြပါပြီသူတို့ကတော်တော်များများကဟိုဟိုဘယ်ကြောင်လို့လူကြိုက်များတဲ့ဟာအမှတ်များတဲ့ဟာကဒါရင်အဲတမိုးရှိရဲ့ဘာသာလို့ထင်ကြတော့ဘာသာရဲ့အတိုင်းမှာတော့သူဟာနဲ့သူတမိုးကရှိကြတာကြီးပါပဲအတိအကားကတော့ကိုလှုပ်ချင်တဲ့ကိုယ်ယီမန်းချက်ရဲ့ကိုယ်ယီမန်းချက်တွေကိုယ်ရဲ့မျှော်မှန်းချက်တွေကိုယ်ပန်းနိုင်နေရဲ့ခဲကိုက်ညီရဲ့ကိုယ်ဝါသာနဲ့ကိုက်ညီရဲ့ဟာမျိုးဖြစ်ဖို့လိုတာပေါ့နော်ပဲလောဟိုဟာဆယ်တန်းအောင်တော့ပထမအမှတ်စင်းနေပါရင်နဲ့ဆိုတော့ဒီကိစ္စကြီးဖြစ်ပြီးတော့တက္ကသိုလ်ကအမျိုးမျိုးပဲ ဂျီဂျီစီဘာရောက်သွားဒါပေမဲ့အဲ့လိုတိတ်ပြီးစိတ်ဝင်စားတော့ဒီပြောင်းနိုင်ပေါ့တစ်ခုချင်းတစ်ခုပြောင်းနေတဲ့နောက်ဆုံးအာရရောက်လာတာပေါ့အာရဆိုတော့လေပထမဆုံး first year တုန်းကတော့ဘာမှမသိတော့လေတိတ်ပြီးတော့နာတိတ်ပြီးတော့စိတ်ဝင်စားပေါ့ဒါပေမဲ့တဖြည်းဖြည်းတော့စိတ်ဝင်စားလာတယ်စိတ်ဝင်စားလာဆိုတော့ second year ရောက်တော့စိတ်ဝင်စားလာတယ်စာလုံးဖြစ်လာတယ်ဖတ်ဖြစ်လာတယ်ပေါ့လောက်ကြီးတော့တတဲဝင်ဝင်ကြီးတော့ဟိုမလုပ်သေးဘူးဒါပေမဲ့စိတ်ဝင်စားတဲ့အဆင့်တော့ရောက်နေပြီဒီလုပ်နေတာပေါ့အခုဆက်ပြီးတော့ဆက်စူးစမ်းနေတဲ့အဆင့်တော့ဝင်စီတယ် တချို့တွေရရှိရဲ့ကိုယ်ဘာလဲဆိုတော့ဒီပညာတော့လုံးဝပြီးတဲ့အထိဆုံးတဲ့အထိကိုသင်တယ်ဒါပေမဲ့ပြီးသွားတဲ့အခါမှာဘွဲကိုမယူဘဲနဲ့နိုင်ငံခြားသွားပြီးတော့ပညာဆက်သင်တာမျိုးတွေဒါတွေကိုလည်းတွေ့ရတယ်ကိုอืมဟုတ်တယ်ပြီးတော့ပညာရေးစနစ်မှာလည်းလွယ်ချက်တွေရှိရဲ့ကျက်စာပညာရေးရနေပြီးတော့အတက်ပညာပညာရေးတွေအဲလိုချင်တယ်လို့လည်းဝေဖန်တာရေးလည်းကြားနေရတယ်ကိုဝါသနာကလေးတယောက်ရဲ့ဝါသနာပံမှုကိုပတ်မိုးပေးတဲ့နေရာဌာနတွေမရှိဘူး။ဥပမာကလေးတယောက်ကဟိုပေါ့ သူတီးရခုံတာနဲ့ပတ်သက်ပြီးဝါသနာပါတယ်အဲ့ကလေးကိုပြုစုပြောထောင်ပေးဖို့တက်ကိုကျွန်တော်မှနေရထနာမြမြဆန်းဆန်းမရှိဘူးနောက်ပြီးတော့ဟိုအတက်မွေးကြောင်းနဲ့ပတ်သက်ပြီးပြုစုထောင်ပေးမြမြဆန်းမရှိဘူးဟိုအဲ့လိုပေါ့အဲ့ဒီအတွက်ကျွန်တော်တို့ကတက်မြောက်ကျွမ်းကျင်တာနဲ့ကျွန်တော်တို့ဟိုလောက်ကန်ရတဲ့ဟာနဲ့မအပ်ဆက်ပဲနဲ့အမေကိုညမဖြစ်ပဲနဲ့ဟိုလွဲချော်မှုတွေနဲ့ဖြစ်နေတာပြောပွဲတစ်ခုကိုကြိုးစားပန်းစားယူခဲ့တဲ့သူတွေကြပြန်တော့လေတံမိုးထားရတာတွေ့ရကွာဒါပေမဲ့တချို့ကြတော့လေဂုံတစ်ခုကြားဖို့အတွက်ကပွဲကိုယူခဲ့ကြတာဘာမှတော့မသိဘူး အစိတ်မကောင်းစရာပဲเนาะကိုเนาะဟုတ်ပြီးတော့ညီမကြားရပါဘောเนาะဒီအသက်မွေးဝမ်းအကြောင်းပညာရဲ့ကိုညီမတို့ရဲ့အစိုးရအစ်စ်ကဥတီပြီးတော့လှုပ်ဆောင်နေပြီဆိုတဲ့သတင်းတွေကိုကြားထားတယ်ဒါနဲ့ပတ်သက်ပြီးညီမကတော့အရန်ဝမ်းသာမိရဲ့ကိုရဲ့ဟုတ်ပါတယ်ညီမရဲ့ဒါနဲ့ပတ်သက်ပြီးပညာရေးဝန်ကြီးဌာနညွှန်ကြားမှုချုပ်ငိမ့်စာဆရာကြီးဦးတန်းဦးကအကြံပေးထားတာလေးလည်းရှိတယ်အဲ့ဒါလေးတွေဖွင့်ပြလိုက်မယ်เนาะဖွင့်ပြပေးလိုက်ပါတယ်ရှင်အမေကညောင်းပြပညာသင်ကြားရေးတွေပေါ့ကွာအဲ့ဒီဆိုင်ဆိုင်ကြီးကတော်တော်ကြီးတယ်နိုင်ငံမှာငွေကုန်ကြီးကြတဲ့အများဆုံးဖြစ်မဲ့ကန္တာပဲ ိုင်းပြည်ရဲ့ဝေအကုန်အကြအများဆုံးကြက်ခံရမယ်ကန္တာမျိုးပဲနော်ဟုတ်ကဲ့ပါဆရာအဲဒီသမဝင်းကျောင်းကန္တာကြီးကဒီကျောင်းကျောင်းကျူးကျူးနဲ့ရေကြီးပြက်ပြက်သူပြက်လာမှာနိုင်ငံရဲ့ဟာရဲတကယ်ဖွံ့ဖြိုးတိုးတက်လာမယ်အဲဒီသမဝင်းကျောင်းပညာကန္တာကြီးကိုချဲ့ထွင်ပြီးတော့ဆောင်ရွက်သွားမှာဟုတ်ကဲ့ပါဆရာဟုတ်အဲ့ဒါအတွက်လည်းအားလုံးအစာလေးတွေပြုတ်ထားပြီ ဟုတ်ကဲ့ဆရာအစားလေးစီပြုထားပြီနော်အစိုးရအသည့်ရဲ့ပညာရေးအတွက်ရက်တရာစီမံချက်မှာဘွဲ့နဲ့အတံမှုန်းအကြောင်းပညာရေးနဲ့ထက်တူကြွယ်အတွက် alternative education ဆိုပြီးတော့ဦးစီးဌာနတစ်ခုဖွင့်လှစ်ပြီးလုပ်ငန်းတွေဆက်လုပ်နေပြီလို့သိရတယ်လေအဲဒါပေမဲ့တနိုင်ငံလုံးအတိုင်းအတာနဲ့မကျေပြန်သေးဘူးလို့သိရတယ် ဒါကတော့ကောင်းတဲ့ရှင်ပြည်လက္ခဏာတရားလို့ပြောလို့ရတယ်အကိုရဲ့နောက်ဘုရားတော့ကိုရွေးချယ်ထားတဲ့ဘာသာရဲ့နဲ့ကိုရဲ့အလောက်ကိုင်းအခွင့်အရေးအသက်မိုးပန်းချောင်းပေါ့နော်ဒါတွေကထပ်တူကြဖို့ညီမတို့ public ဘူဖွဲ့တာတွေအားလုံးအားဆူတောင်းပေးရင်းနဲ့ပထမပိုင်းကိုဒီမှာပဲနှုတ်ဆက်လိုက်ပါရဲ့ရှင်မပြတ်မနက်ရှင်းနိုင်မှာဆိုလို့ရှိရင်လည်း public ဘူအစီအစဉ်ရဲ့ဒုတိယပိုင်းကိုဆက်လက်တင်ဆက်ပေးသွားမှာမို့လို့စောင့်မျှော်ကြည့်ရှုဖို့အတွက်ဖိတ်ခေါ်ခြင်းပါတယ်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ခင်ဗျာ